ထိုင်းနိုင်ငံအတွင်းရှိနိုင်ငံခြားသားရွှေ့ပြောင်းအလုံသမားတွေကိုအလုံလုံးကင်ခွင့်လက်မှတ်ဘက်လျှောက်ထားတဲ့လုပ်ငန်းစဉ်တွေကိုအွန်လိုင်းကနေ e-work permit စနစ်နဲ့မပုံတရားမှဖြစ်ပြီးအော်တိုဘာလ7ရက်နေ့ကစပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်တော့မှဖြစ်တယ်လို့သိရပါတယ်အော်တိုဘာလ7ရက်နေ့ကစပြီးအွန်လိုင်းကနေတဆင့်24နိုင်ငံဝန်ဆောင်မှုပေးတော်မယ်လို့အလုံသမားဝန်ကြီးဌာနဝန်ကြီးကအော်တိုဘာလ6ရက်နေ့မှာထုတ်ပြန်ပြောဆိုခဲ့တာပါ အခုလော online ကနေအချိန်မရွယ်လေးကူစွာပြုလုပ်လာနိုင်တဲ့အတွက်ဒါဟာရွှေပြောင်းအလုပ်သမားတွေအတွက်ငွေကုန်ကြေးကျသက်သာပြီးအချိန်ကုန်သက်သာစေတယ်လို့ထိုင်းရောက်ရွှေပြောင်းမြန်မာတွေအတွက်အလုပ်လုပ်ခွင့်ပါမင်းရအောင်ကူညီလှုပ်ဆောင်ပေးနေတဲ့သူတယောက်ကပြောပါတယ်။ပို့ပြီးတော့လွယ်ကူသွားတာပေါ့။အကုန်ကြစေးလည်းတက်တာမယ်အချိန်ကုန်တာလည်းတက်တာသွားမယ် online ကနေလောက်ရမှာဆိုတော့လေသူ smart card လေးတွေရလာမယ်ဆိုတော့ပိုအဆင်ပြေသွားတာပေါ့။ပန်ပွင့်တဲ့အချိန်တွေမှာလည်းအဆင်ပြေလာမယ်။အဲဒီ online ဆင်လုပ်တဲ့အချိန်တွေမှာလည်းအဆင်ပြေသွားလိမ့်မယ်။ အခက်အခဲချင်းမဲ့ချက်တွေကတချို့တွေရကြတော့ဗျာဟိုကိုယ်တိုင်လောက်ချင်တယ်ဒါပေမဲ့တတိယဒီစီမှာစာရက်စာလန်တောင်းတဲ့ချိန်ကျရင်တတိယတွေကမပေးချင်ဘူးဒီမှာသွားပြီးတော့ပြင်မယ်ဆိုရင်တတိယကလက်မှတ်ထိုးပေးရမှာလေတတိယတွေကမပေးချင်ကြအောင်အဲအဲ့ဒီချက်လေးတွေတော့လည်းစကားပြောရလိုက်မယ်အဲ့လိုတတိယမျိုးတွေဆိုရင်တော့ကိုယ်တိုင်လောက်လို့တော့မရဘူးအဲသူတို့ကိုတတိယကိုယ်တိုင်ကလောက်ရင်လောက်ပြီးမလောက်ပြီးတတိယပွဲသားအောင်အဲအဲ့လိုချိန်မျိုးတွေဆိုရင်တော့အလုပ်သမားတွေဘက်ကနေပြီးတော့ဒီပွဲသားကားတွေပါတယ်ပုံလာတွေတော့ထိလာမှာပါ ိုင်းအလုံသမားဝန်ကြီးဌာနကလည်းအီဝက်ပါမဲစနစ်ကျင့်သုံးရတာဟာအလုံရှင်တွေနဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလုံသမားတွေအတွက်အချိန်ကုန်သက်သာပြီးလွေကူမြန်ဆန်စေဖို့လုပ်ငန်းဆောင်ရွက်မှုတွေကိုပွင့်လင်းမြင့်တာမှုရှိစေဖို့နဲ့တာဝန်ခံမှုရှိစေဖို့အရည်ရွယ်တယ်လို့ပြောဆိုထားပါတယ်။ ဧဝပါမင်းစနစ်အပြင်တနိုင်ငယ်လုံးအနှံအလုံးလောက်ကောက်ခွင့်လက်မဲ့ဝန်ဆောင်မှုစင်တာ၄စီကျော်နဲ့အတူဝန်ဆောင်မှုမရောက်ရှိနိုင်တဲ့နေရာတွေကိုလည်းရွေလျားရင်၈စီကိုလည်းပြင်ဆင်ပေးထားတယ်လို့သိရပါတယ်။အဲဒီစနစ်ကိုအသုံးပြုသူတွေအနေနဲ့အွန်လိုင်းကနေစီရင်သွင်းပြီးအလုံးလောက်ကောက်ခွင့်လက်မဲ့ဘက်လျှောက်ထားတဲ့လုပ်ငန်းစဉ်တွေကိုအချိန်နဲ့မရွေးလွေကူမျက်စင်းစုံနဲ့လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါအပြင်တီကြမကန်မှုဖွင့်လင်းမြင်တာမှုရှိစေဖို့အတွက်ရည်ရွယ်ပြီးလက်ပွေနဲ့မျိုးလုံးစကန်ဖတ်တာတွေကိုလည်းအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ ထိုင်းရောက်မြန်မာရွှေ့ပြအလို့သမားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမဲအဖွဲ့ရဲ့တာဝန်ရှိသူ AAC ကိုရင်မင်းကလည်းဒီစနစ်ဟာအလို့သမားတွေအတွက်ပိုကောင်းမွန်တဲ့စနစ်ဖြစ်လာမှာဖြစ်တဲ့အတွက်ကြိုးစုံဝမ်းမြောက်ကြောင်းပြောကြားပါတယ်။မင်္ဂလာကောင်းမွန်တဲ့စနစ်တွေကိုတဖြည်းဖြည်းဖြည်းပြောင်းလဲလာပေးမယ်ဆိုရင်တော့ပိုကောင်းတာပေါ့เนาะတခုလိုမျိုးဒီစနစ်ကလုံသွားရတဲ့အတုံးဝင်လာမယ်လက်တွေ့သုံးတဲ့အခါမှာအဆင်ပြေလာတယ်ဆိုရင်တော့ကျိုးစိုးပါတယ်ဝမ်းသာပါတယ်ဒီတိုင်းစိုးအနေနဲ့ဒီမှာလုံသားတွေရဲ့ အောက်ခြေခက်ခဲကိုပုံမနာလဲပြီးတော့အခုလိုမျိုးတစင်ချင်းပြုပြင်ပြောင်းလဲမှုလေးတွေလောက်လာမယ်ဆိုရင်တော့ဝဲမင်းတို့ကတော့ဟိုဝမ်းတာတယ်ကြိုးစိုးတယ်ထပ်ပြီးတော့လဲနောက်ဆုံးထိုင်းရောက်မြန်မာလောက်သားတွေပွဲစားမလို့တော့တဲ့အထိဒီနေ့တိုင်းဝဲဝတ်ပါမင်းနဲ့ဗီဇာလေးနှစ်ခုတော့ကိုယ်တိုင်လောက်ကင်ဝင်ရမယ်အခြေအနေမျိုးတွေအထိဒီပြုပြင်ပြောင်းလဲပြီးသွားမယ်စနစ်ကိုစနစ်ကြားနဲ့ချက်မှတ်ကိုက်တွေသွားမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်လို့ လာမယ့်အော်တိုဘာလ15ရက်နေ့ကနေ29ရက်နေ့အထိအလုံးလုံးကိုင်ခွင့်လက်မှတ်ဘက်အသစ်ပြုလုပ်နိုင်ဖို့အွန်လိုင်းစနေနဲ့အမည်စရင် name list တင်သွင်းနိုင်မှာဖြစ်ပါတယ်။ကျမကေခိုင်ပါ။